င်္ဂလာပါရှင်စမကတဇင်ပါဒီနေ့မေလ30ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနေဆက်ကစစ်ကောင်စီတပ်စခန်း၅ခုကို၈ရက်အတွင်း KNU တင်းယူတဲ့တဲ့င်တပရင်မမိုးမြလို့ပဲနန်ခဲဧကထောင်ချီပြက်စီးတဲ့တဲ့င်ဆောင်းပြောင်းရတိုက်ပွဲမှာစစ်တုပ်ပန်းတွေနဲ့လက်နက်ခရမ်းတွေတင်းဆက်ရမိတဲ့တဲ့င်တောင်ငူမြို့နယ်ဂျိုးပင်စိတ်ရွာမှာတိုက်ပွဲဖြစ်နေတဲ့တဲ့င်ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ မြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်၅ခုကို KNU ဦးဆောင်တဲ့ပူပေါင်းတပ်ကမေလနောက်ဆုံးပတ်အတွင်းတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယံများပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာပဲဗရင်အောင်တပ်စခန်နဲ့မော်ခိတပ်စခန်တွေကို KNU ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။မေလတတိယပတ်ကစပြီး KNU တပ်မဟာ6ဟောင်းမြောက်ရီတောင်ဘက်ဝေါ်လီဒေသထိုင်းနယ်စပ်တစ်လျှောက်ကစစ်ကောင်စီတပ်စခန်တွေကိုစက်တိုက်တိုက်ခိုက်သိမ်းယူနေတာပါ။ ပြီးခဲ့တဲ့မေလ23ရက်မှာဘလတ်တိုတက်စကန်မေလ28ရက်မှာကနဲလီတက်စကန်မေလ29ရက်မှာရွှေအေးမြိုင်လို့ခေါ်တဲ့ဝါမီတာတက်စကန်တို့ကိုလည်း KNU ကတင်းယူထားပါတယ်။ KNU ကတင်းယူထားပြီးဖြစ်တဲ့တက်စကန်၅ခုထဲကဘလတ်တိုစကန်နဲ့ကနဲလီတက်စကန်ကလက်နက်ကြီးတွေအပါအဝင်လက်နက်ငယ်မျိုးစုံအလက်150တင်းဆက်ရမိတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စကန်တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနေဆက်မြင်းကိုဖျက်ပြီးထိုင်းနိုင်ငံနဲ့ထွက်ပြေးခဲ့ကြရပါတယ်။ တိုက်ပွဲအတွင်းနှစ်ဖက်တက်တဲ့ဒီကိတေသောမှုနဲ့ဖမ်းဆီးရမိတဲ့စစ်တုပ်ပန်းအရေးအတွက်ကိုတော့ KNU ကထုတ်ပြန်မထားပါဘူးဒီနေ့မနက်ပိုင်းမှာတိမ့်နိုင်ခဲ့တဲ့ဘင်းတော်တက်စကန်ဟာနေဆက်မြင်းအနီးမြန်မာတဲ့တောင်ကုန်းပေါ်မှာအခိုင်အမာခြေကုပ်ယူထားတဲ့စကန်လေးဖြစ်တယ်လို့သိရပါတယ်အရင်ကအဲ့ဒီစကန်ကိုကရင်ဒေါ်လာရေးတက်တွေကတိုက်ခိုက်ခဲ့ဘူးပဲမဲ့စကန်ကိုမသိမ်းပိုက်နိုင်ခဲ့ပါဘူးမြောက်ရီမြို့တောင်ဘက်မြန်မာထိုင်းနေဆက်တချောက်ကနေဆက်စကန်တွေကို KNU ပူပေါင်းတက်ကတစ်ခုပြီးတစ်ခုတိုက်ယူရမှဒေသတွင်းမှာအရေးပါတဲ့ဝေါ်လီဗျူဟာစကန် ေဘောဘုတ်စကန်နဲ့ဥက္ကဋ္ဌစကန်တို့သာကြန့်ရှိပါတော့တယ်။ကရင်ပြည်နယ်တဲကနေဆက်စကန်တွေကိုလလုံဆုံးရှုံးရတဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးရှင်။သခိုင်းတိုင်းတပရဲမြို့နယ်မှာမိုးရွာသွန်းမှုများလို့ပဲဒီစိမ်းနဲ့နှမ်းခင်းတွေအေကားထောင်ချီပြက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပြပါတယ်။မေလာတတိယပတ်ကစပြီးဒီနေ့အထိရွာသွန်းနေခဲ့တဲ့မိုးကြောင့်တပရဲနယ်ကပဲဒီစိမ်းနဲ့နှမ်းခင်းပေါင်းထောင်နဲ့ချီရေမြုပ်ပြက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပြတာပါ။ ဖဲတခင်းတအေကကြက်ရွက်သိန်းခန့်အရင်ရှိပြီးလေးအေကဆိုရင်သိန်း30ကျော်ရင်းပါကကြက်သိန်း200ခန့်အထိရရှိနိုင်ကြောင်းအခုတော့ပြည်စီဆုံးရှုံးမှုများလို့တောင်းသူတွေဆင်းညစ်နေရတယ်လို့ SNC မိဘစစ်ပေးပညာရေးထောက်ပံ့ကူညီရေးအဖွဲ့ကကိုစုံမအောင်ကပြောပြပါတယ်။ပြည်စီတာကတပရင်တနယ်လုံးဆိုရင်အေကပေါင်းထောင်ကြီးပိုင်းလောက်ရှိမယ်လို့ကိုစုံမအောင်ကခန့်မှန်းပါတယ်။၂023ခုနှစ်မေလအတွင်းကတိုက်ခတ်ခဲ့တဲ့မိုးခဆိုင်ကလုံးမောင်းတိုင်းတုန်းကလည်းအခုလိုပဲတပရင်နဲ့အပါအဝင်ဒေသတချို့မှာ ီးနှံတွေပျက်စီးခဲ့ဘူးပါတယ်။တပရိတ်မြို့နယ်ဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းမကြာခဏခံနေရပြီးပြီးခဲ့တဲ့မေလ12ရက်ကအိုးတွင်တွင်ကျေးရွာစာတင်ကျောင်းတက်တဲ့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့လို့ကလင်းငယ်22ဦးနဲ့ဆရာမ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့အားကောင်းတဲ့မုံတိုင်းငယ်အရှင်ကြောင့်ချင်းပြည်နယ်ကချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာလျှက်တပြက်ရေကြီးတာ မြေပြိုရာတွေကိုတည်ထားကြဖို့အသိပေးထားပါတယ်။ဒါအပြင်နိုင်ငံတော်ဝန်နေရာစစ်စိတ်မှနေရာကျကျမိုးထချုံရွာသွန်းနိုင်တယ်လို့မင်းကသတိပေးထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တပ်စခန်းတွေကိုတိုက်ခိုက်ရမှာစစ်တုပ်ပန်းတွေနဲ့လက်နက်ခဲယမ်းတွေရရှိရဲလို့ဖေကွန် PDF ကဒီနေ့ထုတ်ပြန်ပါတယ်။မေလ18ရက်ကနေ26ရက်အထိဆက်ရတာတိုက်ပွဲအတွင်းဆောင်းပြောင်းကျေးရွာကစစ်ကောင်စီတပ်စခန်းတွေကိုဖေကွန် PDF တထောင်နှစ်တည်ရင်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာနေစဉ်နီးပါးပြင်းထန်ခဲ့ပြီးစခန်းကုန်းမကြရတဲ့အတွက်စစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးဆက်တိုက်ပစ်ခုပေးခဲ့ပေမဲ့စခန်းကုန်းအများစုကိုမဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်ရရှိခဲ့တယ်လို့ဖေကုံ PDF ကအသိပေးထားပါတယ်။ဒါ့အပြင်ရန်သူဘက်ကစစ်တပ်ပန်းတွေနဲ့လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိပြီးမဟာမိတ်တပ်ပေါင်းစုဘက်ကတပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါရယ်အထက်ကကတော့စာကားစာနဲ့ပီအန်အိုပြည်သူ့စစ်ကိုချိန်မုံရေးပဲ တက်ဆွဲတာကစိန်ခေါ်မှုများတယ်လို့ရှမ်းတောင်အခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကစောင်းပြောင်းရွာတိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်။စောင်းပြောင်းရွာတိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ရဲ့ဗိုလ်မှူးအပါအဝင်စစ်သားစုဆောင်ခံရတဲ့ပိုးအိုလူငယ်ဒါဇင်နဲ့ချီတိုက်ဆုံးခဲ့တယ်လို့စစ်ဘက်သတင်းမြို့တွေက People's Wing ကိုအတည်ပြုပါတယ်။မဟာမိတ်တပ်ပေါင်းစုတွေပြန်ဆုတ်ခွာပြီးတဲ့နောက်စောင်းပြောင်းကြီးရွာကနေအိမ်တွေမိရှုခံရတာတွေရှိနေတယ်လို့ဒေသခံသတင်းမြို့တွေကပြောပြပါတယ်ရှင်။ဘကိုးတိုင်းတောင်ငုံမြို့နယ်ဂျိုးပင်စိတ်ကြီးရွာမှာ ဒီနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရလို့ဒေသခံတွေကပြောပါတယ်။ဂျိုးပင်စဲကျွရဟာပြီးခဲ့တဲ့ရက်ကတိုက်ပွဲပြင်းထန်ခဲ့တဲ့ရန်ကုန်မန္တလေးအမြန်လမ်းနဲ့တမိုင်ခန့်ဝေးတဲ့ဇပယ်ကျွရရအနောက်ဘက်မှာတည်ရှိပါတယ်။လက်နက်ကြီးတန်ရောအသေးတန်တွေပါဆက်တိုက်ကြနေရတာဟိုရက်တိုက်ပွဲတုန်းကပိမိနေသူတွေလည်းထွက်လာကြရတယ်။ပြန်နေလို့ကိုမဖြစ်နိုင်သေးဘူးလို့ဂျိုးပင်စဲရွာဒေသခံတူကပြောပြပါတယ်။တောင်ငူမြို့နယ်အတွင်းရန်ကုန်မန္တလေးအမြန်လမ်းနဲ့တမိုင်ခန့်ကနေခုနှစ်မိုင်ခန့်ဝေးတဲ့ကျေးရွာတွေမှာ မေလ23ရက်ကစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒီနေ့အထိစစ်ရေးတင်းမာနေရလို့ဒေသခံတရင်းမြစ်တွေကပြောပြပါတယ်။လက်ရှိမှာတော့စပယ်ကျွေရွာ၊ကြက်တက်ညောင်ပင်ရွာ၊ဂျိုးပင်စိတ်ရွာ၊ကြက်ရိုးပင်ရွာ၊တောဘူးရွာ၊ဇီးပင်သာ၊ဘိုကုန်းနဲ့ငုံမင်းကျေးရွာတို့ကဒေသခံတွေစစ်ပေတင်းရှောင်နေကြရတယ်လို့သိရပါတယ်။မေလ23ရက်ကတိုက်ပွဲဖြစ်နေချိန်စစ်ကောင်စီတပ်ဟာနေအိမ်400ကျော်ရှိတဲ့စပယ်ကျွေရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးမိရှုခဲ့တယ်လို့ဒေသခံစစ်ရှောင်တွေကပြောပြပါတယ်။ မေလ28ရက်ကလည်းတောင်ကိုမြို့နယ်ဒိုးနယ်ကြီးရွာကိုစကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူနှုတ်ဦးကိုတတ်ဖြတ်သွားတယ်လို့သိရပါဗျ။သကိုတိုင်းအတွင်းတောင်ကိုမြို့နယ်မှာတိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီး၊ရွှေချင်း၊နတ်တလင်း၊ပေါက်ခေါင်၊အုတ်ဖိုနဲ့မင်းလာမြို့နယ်တို့မှာလည်းစစ်ရေးတင်းမာနေရလို့ဒေသခံတရင်းမြို့တွေကပြောပြပါဗျ။လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့တော်လရင်အင်အားစုတွေကတီးခြားသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးရှင်။ People's News ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါရဲ့ရှင်။